ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပရိယာရေကျေးဇူးပြုပြီးလက်ပတ်စိမ်းဖြောက်ပေးပါအောင်။တမီချွေးမလေးကမနေ့ကမှလက်ချက်ပေးတာ။အဲ့ဒါကိုဒီနေ့ကျအရင်မချိုးပဲမီးဖို့ရဲကိုဝင်လာတာလား။အဲ့ရဲ့ချွေးမတဲ့တရအနေနဲ့မီးဖို့ဆောင်နေဝင်တဲ့ဒလေထုံတန်းတွေရှိတယ်ဆိုတာမသိဘူးလား။အမေတမီဘာမှမလုပ်လို့လဲ။တမီကတမီးရဲ့မိဘအိမ်မှာလဲဒီလိုပဲလုပ်တာလေ။ ။တမီးကမနဲ့စောစောဆိုရင်လက်ဖက်စိမ့်တောက်တတ်တဲ့အချင်းရှိတယ်။တန်နာအမအမကအမြဲတမ်းအမေနဲ့ဒီလိုပြောဆိုနေရပဲလား။အမရောက်တာဆိုလို့နာရီအနှဲငယ်တော့မရှိသေးဘူးလေ။ငါအစကတည်းကအချင်းနဲ့လက်ထက်တဲ့ထောင်ကျောက်ထဲကိုမဝင်နဲ့လို့နင်းကိုပြောခဲ့တာပဲလေ။ဒါပေမဲ့ယာဟုကငါစကားကိုပဲတော့မှနားမထောင်ဘူး။ရော့အမဒီမှာအမရဲ့လက်ဖက်စိမ်း။တန်းနာနဲ့ယာဟုတို့ကအချင်းနဲ့အတူပဲလက်ထက်ခဲကြတာပါ။ ။သူမရဲ့ရောက်ခမနဲ့ခဲအိုတို့ကအရာရာကိုဝင်ပါတက်တဲ့အကျင့်ရှိတယ်။တန်းနာကတဘာဝအတန်းအရန်ကောင်းပြီးတော့ဖြူစင်တဲ့သူဖြစ်တယ်။လူရင်းနဲ့ဆက်ဆံရေးတွေမှာလည်းမယိုးသားမှုတွေကိုသူမက လုံးဝမကြိုက်ပါဘူး။မေမေမနှက်ပြန်ညစာအတွက်ပန်တီဂျီနဲ့တခြားသူဘသူတွေဘဲချိန်လာကြမှာလဲ။သမီး၊ तू မနှက်ပြန်ဆက်တနားရီမှာအိမ်ကိုရောက်လာလိမ့်မယ်။ဒီလိုလို့သမီး၊တန်းနာကိုခေါ်သွားလိုက်။သူ့ကိုဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကိုအမေရှင်းပြပေးမယ်။ ကောင်းပြီမေမေသမီးခုပဲသွားခေါ်လိုက်မယ်။ပရိယာကတန်နာကိုသွားခေါ်ပါတယ်။တန်နာတယောက်ကတော့သူ့ရဲ့အခန်းထဲမှာရှိတဲ့အဝတ်အစားတွေကိုပြီးတော့ထည့်နေတော့မှာပဲ။ပရိယာတယောက်ကတန်နာမှာရှိတဲ့အရန်လာတဲ့ဝိဆုံတွေနဲ့စာရီတွေရှိနေတာကိုမြင်ပြီးတော့သွေးစာမှုကိုခန်းစားလိုက်ရတယ်။ရှာဟုဒီဝိဆုံကကျမအကြိုက်ဆုံးပဲ။ကိုလေဒီဝိဆုံကိုကြိုက်တယ်ဆိုတာကျမမှတ်မိတယ်။ကျမမနှက်ပြန်ဖျားဖို့ဆိုပွဲအတွက်ဂျာကိုဝင့်မယ်လို့စဉ်းစားထားတယ် အော်อืมอืมအဲ့ဒါလေးနဲ့ကောင်းပါပါဒါဝဲဝစ်လိုက်ပါဘာဘီကျမဝင်လာခဲ့မယ်နော်อืมอืมဝင်ခဲ့လေပရိယာဒီမှာဘာမေးစရာလိုလို့လဲဘာဘီမေမေခေါ်နေတယ်အမေကမနှက်ပြန်ပူစော်ပွဲအကြောင်းပြောချင်လို့တဲ့ကျမလည်းပြောချင်တာလေးရှိတယ်မနှက်ပြန်ပူစော်ပွဲအတွက်အမရဲ့ဂျီဝစ်ဆောင်လေးကိုဝစ်ချင်တယ်အမကျမကိုငှားပေးနိုင်မလား အမရဲ့ဒီဝင်းဆောင်လေးကို ကျမအရန်ဆိုင်နေတယ်။ပြီးတော့အယောင်ဆောင်အရန်လာပါတဲ့အဲ့လိုအယောင်ဝင်းဆောင်မျိုးကို ကျမတခါမှမဝေ့ဘူးသေးဘူး။ပရိယာဒီဝင်းဆောင်ကအနည်းကိုရာဟုအတွက်ပါ။ကောင်းပါပြီ။ဒီဝင်းဆောင်ကိုမင်းဝဲလိုက်ပါ။သွားနေမှာငါအနောက်ကလိုက်ခဲ့မယ်။ပြီးရင်တော့ဒီဝင်းဆောင်ကိုယူပြီးတော့မင်းရဲ့ဘီရိုထည့်ထားပေးပါမယ်။ ပရိယာကပွဲတော်မှာတနဝဲဖို့စဉ်းစားထားတဲ့ဝစ်ဆောင်ကိုပဲတမင်ရွေးချယ်လိုက်တာပါ။တနမနေ့ကပြောတော့မင်းဒီဝစ်ဆောင်ကိုဝစ်မယ်ဆို။အဲ့ဒါပရိယာကိုပေးလိုက်တာလား။ရှာဟုပရိယာကအဲ့ဒီဝစ်ဆောင်ကိုဝစ်တာပါဖြစ်လေ။ပြီးတော့ဘသူဘွေအတူတူပါပဲ။ပရိယာကငါ့ညမနေလိုပါပဲ။ပြီးတော့ပရိယာကပထမဆုံးချိန်နေနဲ့ငါ့ကိုဝစ်ဆောင်ပေးဖို့အတွက်တောင်းဆိုတာလေ။အဲ့ဒါကိုဘယ်လိုညင်းရဲပါမလဲ။ကောင်းပါပြီ။ ကျမမင်းမင်းနဲ့တွေ့ပြီးတော့ပြန်လာခဲ့ပါမယ်။တန်းနာကသူ့ယောက်ခမစီသွားပါတယ်။အမေကြီးကသူ့သမီးချွေးမလေးကို မနှက်ချံဖျက်ပြုတ်ဖို့အရာအလုံးကိုရှင်းပြပါတယ်။မှတ်ထားသမီးလေး။ပန်လေးကြီးကငါတို့အိမ်ကိုအချိန်တော်ကြာမှလာတာ။သူနဲ့တူဧည့်သည်တွေလည်းပါလာလိမ့်မယ်။အဲဒါကြောင့်လာလေတဲ့အချိန်လေးမှာဘသူကမှပြဿနာမရှိစေရဘူး။ခင်းချကြကိုအရန်ရတာရှိအောင်ချက်တော့သမီး။သမီးမှတ်ထားပါမယ်မေမေ။စိတ်မပူပါနဲ့။ ။တမင်းအင်ကိုလာတဲ့သူတွေအတွက်ကောင်းကောင်းချက်ပြုတ်ပေးပါမယ်။ဂျန်နဲ့မနက်ကတမင်းလုပ်ပေးတဲ့ဟာလွာအချိုပဲကိုရောဘလို့သဘောရလဲ။ကောင်းပါရဲ့။ဂျာပဲမဲ့နည်းနည်းတော့ပို့ပြီးတော့ထောပတ်ထည့်လိုက်ပို့အဆင်ပြေတယ်။အခုငါအိမ်ကြီးချင်းနေစီလမ်းလျှောက်သွားလိုက်အောင်မယ်။သူတို့ကလည်းမုတ်ချွချင်လေးတွေပေးဖို့ရှိသေးတယ်လေ။နောက်တနေ့မနက်မှာတော့တန်နာတယောက်ကဟင်းချက်ဖို့ကြွအလုံးကိုပြင်ဆင်နေတယ်။ပရိယာကနောက်တစ်ခါချက်ပြီးတော့တန်နာကို စာနာဖို့အတွက်စဉ်းစားလိုက်ပါတယ်။ ပရိယာကတန်နာရဲ့အာယုံပြောင်းသွားတာနဲ့ဟင်းသင်းဟင်းရွက်တွေကို စားရီပိုးထည့်လိုက်တယ်။အိမ်ရှိကိုပန်တီကြီးရောက်လာတော့လူရာရဲ့ရှေ့မှာတန်နာလှုပ်ထားတဲ့ညစာကိုခြွေလိုက်ပါတယ်။ပန်တီကြီးကျေးဇူးပြုပြီးသုံးဆောင်ပါအောင်။ချွေးမတိတ်ကလေးကဒီဟင်းရီအကုန်လုံးကို သူ့လက်နဲ့ကိုရိုင်းအားလုံးပြင်ဆင်ထားတာပါ။ချွေးမလေးကအရသာရှိရဲ့အစားအစာတွေချက်ပြုတ်တဲ့နေရာမှာတော့တေချာလောက်ပါတယ် ပန်ဒေဇီကပထမအဆုံးအကိုက်ကိုမြည်လိုက်တာနဲ့တခါတည်းထွေးထုတ်ပြစ်လိုက်တယ်။ဘာဖြစ်လို့လဲပန်ဒေဇီ။ရစာအောင်မကြိုက်လို့လား။ဂျာနာဂီမင်းငါ့ကိုဒီလိုနောက်ချင်နေဆိုရင်ဘာလို့ညစာစားဖို့ဖိတ်ထားရလဲ။ဒီဟင်းကိုလည်းမင်းမြည်ကြည့်ပါဦး။အထဲမှာစားရည်အရမ်းများနေတယ်။ဒါကြောင့်မလို့ငါတခိုင်းတောင်မစားနိုင်ဘူး။မင်းကဟင်းထဲမှာပါဝင်ပစ္စည်းပမာဏကိုမှန်ကန်အောင်အောင်မသိတဲ့ချွေးမမျိုးကိုအိမ်ခေါ်လာတာပဲ။ စိတ်မကောင်းပါဘူးပန်တေကြီးတမေးချွေးမလေးကမှားသွားတာဖြစ်နိုင်ပါတယ်တခြားဟင်းတစ်ခုပြင်ဆင်ပေးပါမယ်တော်ပြီငါဘိုက်ပြေသွားပြီဇာနာကီအခုငါ့ကိုခွင့်ပြုပါဦးတက်နော်လှူရန်ဝေပေးလိုက်ပန်တေကြီးနဲ့သူနဲ့အတူလာတဲ့အစီခံတွေအလုံးကားထွက်ခွာသွားကြတယ်ဇာနာကီရဲ့ဒေါသတွေကလည်းအမြင့်ဆုံးကိုရောက်နေပါတယ်ဇာနာကီကတနာကိုစတင်စူပူချိန်မှမာတော့တယ်တနာ ငါနင်းစီကဒီလိုမျိုးမမျှော်လင့်ခဲ့ဘူး။နင်ကပန်တီကြီးရှင်မှာငါတို့မျက်နှာကိုအရှက်ရစေခဲ့တယ်။နင်ကဟင်းချက်တတ်တာမဟုတ်ဘူး။အဲ့ဒါကိုနင်ကဟင်းထဲကို စားရိအရန်ထည့်ပြလိုက်တယ်။ပန်တီကြီးဘလောက်တောင်စိတ်တူတက်လဲဆိုတာကိုနင်လည်းသိရနဲ့ဒါကိုလုံးရက်တယ်။အမေသမီးကဟင်းတွေကို အမဲထည့်နေကြအတိုင်းပဲစားထည့်ခဲ့တာပါ။စားကဘလို့များသွားလဲဆိုတာသမီးမသိဘူး။ခဏလေးသမီးဟင်းကိုမြေးကြည့်လိုက်အောင်မေ။ တန်းနာဟင်းကိုမြည်ကြည့်လိုက်တော့အစားရိအရန်အရန်များနေတယ်ဆိုတာကိုတွေ့လာရတယ်။ဟင်းတွေထဲမှာများနေတာတော့သိကြပါဗျ။ဘာလို့လဲဆိုတော့ပရိယာကဟင်းတွေထဲကိုအစားရိအများကြီးထပ်တဲခဲ့တာလေ။ဒါပေမဲ့ပရိယာရဲ့လုပ်တဲ့အရာကအမှန်တရားကိုဘယ်သူမှဘလို့လို့သိနိုင်မှာလဲ။ပရိယာတယောက်ကတော့သူ့ရဲ့စိတ်ထဲမှာရှည်မောနေတယ်။မမေရပါတယ်။တခါတလေဒီလိုဖြစ်တတ်တာပဲ။ဘာလို့ဒီလိုကိစ္စသေးသေးလေးအတွက်အများကြီးပြောနေဖို့လိုအပ်တာလဲ။ တန်းနာနေအခန်းထဲသွားပြီးနားလိုက်တော့နင်းလည်းမနက်ခင်းရဲကအိမ်မှာအလုံးများနေတာပဲရှာဟုပြောတာမှန်ပါတယ်တမီချွေမသွားပြီးနားလိုက်ပါ ကျန်နာကို ပရိယာကခရူးဆိုင်ပါလိမ့်မယ်ဟုတ်ပါပြီသွားပါငါကတမီချွေမလေးတွေကိုနည်းနည်းလေးစူပူလိုက်တာနဲ့နင်တို့နှစ်ယောက်စလုံးကငါ့ကိုအထင်လွဲကုန်ကြပြီရောက်ခမအိမ်ဆိုတာကဖះเจ้าလိုပဲအဲ့ဒီမှာဆိုရင်အလုတ်တိုင်းကိုမြင့်မြတ်တဲ့စိတ်တဲ့အပြည့်နဲ့လောက်ရမှာ ဒါပေမဲ့ဒီနေ့ခေတ်တမီးချွေးမတွေကတော့ခြားကိုနားမလဲပါဘူးမမေတမီးဟင်းသီးဟင်းရွက်တွေပြင်ဆင်ပေးမယ်အမကအခန်းထဲသွားပြီဆိုတော့ကျန်တဲ့လုပ်တွေအားလုံးကတမီးစီကြလာပြီလေမမေထိုင်နေလိုက်ပါတမီးပူရီနဲ့အလုံးဟင်းရေပေးပါမယ်စားများနေတဲ့အဲ့ဒီဟင်းရေတွေကိုတော့ငါဘယ်တော့မှမစားဘူးငါသွေးတွင်းစေးတော့ရလိမ့်မယ်ဂျာမမဟောပူရီနဲ့ခါရလေးပဲပေးပါ တန်းနာကောင်ကသူမဟင်းရည်ကိုစားများသွားတယ်ဆိုတာအခုထိမယုံနိုင်သေးဘဲနဲ့စိတ်ပူနေခဲ့တယ်။ဖြစ်ပြတ်သွားတဲ့ကိစ္စတွေကအဲဒီနေရာမှာပဲညိတ်သက်သွားခဲ့ပါတယ်။ရှန်နေငယ်ကြားပြီးတဲ့အခါမှာတော့ပရိယရဲ့ဆေးဆက်ပွဲကျင်းပဖို့အတွက်ဖြစ်လာပါတယ်။အိမ်မှာရှိတဲ့သူတိုင်းကဆေးဆက်ပွဲအတွက်ပြင်ဆင်နေကြတယ်။မင်းမေးစိတ်မပူပါနဲ့။ဆေးဆက်ပွဲကနှစ်ရက်ပဲလိုတော့တာပါ။သမီးဒီနေ့အလားပြင်ဆိုင် အလုပ်တွေအားလုံးကို booking လုပ်ပြီးပြန်လာခဲ့ပါမယ်။ အဲဒီအချိန်မှာပဲပရိယာတို့စကားပြောနေတဲ့နေရာကိုတဏ္ဍာတရားရောက်လာခဲ့ပါတယ်။အခုငါဘယ်လိုလုပ်သိနိုင်မှာလဲ။နေကလှုပ်ချင်တာလှုပ်လို့ရတယ်လေ။အထက်ကပြောချင်တာကတော့ပွဲမှာငါလှနေဖို့ပဲလိုတယ်။အဲ့ဒါပဲငါပြောချင်တာ။လူရရဲ့ဆိတ်ဆက်ပွဲမှာဆိုရင်နင့်ကိုပဲကြည့်နေတဲ့နဲ့။မမေသမီးကအရင်ကတည်းကလှပြီးသားပါ။လူရိုင်းနဲ့မတူအောင်ထူးခြားနေဖို့ပဲလိုတာပါ။သိချကြည့်ပါ။ကောင်းပြီသမီးသွားပြီ။ တမိတငယ်ချင်းကစောင့်နေလောက်ပြီခဏကမှသူဖုန်းခေါ်တာသူအလှပြင်ဆိုင်အသစ်ဖွင့်ထားတယ်တဲ့ပရိယာနင်းဆက်ဆက်ပွဲကနှစ်ရက်ပဲလိုတော့တယ်ပွဲကြွားလိုအပ်ချက်မျက်နှာပေါင်းတင်တာနဲ့အသားဖြူစည်းလိမ့်တာတွေကိုအနည်းဆုံး9ရက်ကျော်လုပ်တင်တယ်ဒါပေမဲ့နင်းဆက်ဆက်ပွဲကတပတ်ခါလေအဲ့ဒါကိုဒီနေ့အသားဖြူစည်းနဲ့မျက်နှာပေါင်းတင်လို့ရင်နင့်အသားရည်တွေထိခိုက်နိုင်တယ်အမအဲ့ဒါကိုတွေးဘူးတယ်မမေး အမတမီးထွက်ခံနေဝင်နောက်ရက်တယ်အဲ့ဒါကြီးကဘာလဲမသိဘူးအမအမစမတ်ကြပြီးခင်မရဲ့ဆိုရနဲ့ကျမတို့ကိုလည်းမိုင်းမဲရို့ဆိုလို့မရပါဘူးတမီးလည်းအားလုံးကိုနားလဲပါတယ်တမီးတငယ်ချင်းကအလှပြန်ဆိုင်အစ်စ်ဖွင့်ထားတာပြီးတော့သူကိုရိုင်းကဒီကနေသူ့စီကနေမျက်နှာပေါင်းတင်တာနဲ့အသားပြူစေလိမ့်တာလို့ပြောထားတယ်အဲ့ဒါကြောင့်အမဒီကိစ္စတွေမှာတော့ဝင်ပါပါနဲ့ ပရိယာကသူ့ရဲ့တငယ်ချင်းစီကိုမျက်နှာပေါင်းတင်တာနဲ့အသားဖြူစေလိမ့်တာလို့ဖို့အတွက်သွားပါတယ်။ဒါပေမဲ့နိုင်ရီအနေငယ်ကြပြီးနောက်မှာသူမရဲ့မျက်နှာကတမ်းမတဲမှုတွေစဖြစ်ပြီးတော့ဝက်ချံတွေနဲ့ပြည်လာတယ်။လူတိုင်းကလည်းကြောက်လန့်ကုန်ပါတယ်။အဲလိုနဲ့ပဲပရိယာကစတင်ပြီးငိုကြေးပါတော့တယ်။ပရိယာတနောက်ကမလုပ်ဖို့ပြောခဲ့တာတော့နင်းကတနောက်ရဲ့ဇကားကိုနားမထောင်ခဲ့ဘူး။ရှာဟူမဆူပါနဲ့တော့။ကောင်းပြီ။ပြည့်စရာရှိရာတွေဖြစ်ပြီးသွားပြီ။ ပရိယာငါ့မှာဒီအတွက်နီးလန်းရှိပါတယ်။နင်းမျက်နှာမကောင်းမှုဆိုတာဘသူမှသတိမထားမိအောင်ငါမိတ်ကပ်လိမ့်ပေးမယ်။နင်မသိဘူးလား။ငါအလှပြင်ဆိုင်တင်နန်းတွေလက်မှတ်တွေအများကြီးရထားတာလေ။ချွေမနင်အလှပြင်ဆိုင်တင်နန်းတွေအကြောင်းသိတယ်ပေါ့။ဟုတ်တယ်မေမေ။တမီကအလှပြင်ဆိုင်တင်နန်းတစ်ခုလုံးရဲ့ပညာတွေကိုသင်ယူခဲ့တာပါ။ပရိယာကသမီးစီကနေမျက်နှာပေါင်းတင်မှာမဟုတ်ဘူးလို့ထင်လို့သာသမီးကဘာမှမပြောခဲ့တာ။ လာပရိယာငါနဲ့ကိုပြင်ဆင်ပေးမယ်။တန်းနာကပရိယာကိုအရန်လာပအောင်ပြင်ဆင်ပေးလိုက်တော့သူမရဲ့မျက်နှာပေါ်ကအပြစ်အနာအစာတွေအဆက်ပြောက်တွေနဲ့ဝက်ချံတွေအလုံးပြောက်ွယ်သွားပါတယ်။အဲလိုနဲ့ဆေးဆက်ပွဲခန္ဓာကလည်းအလွန်မဲချုံးမွေးစွာနဲ့ပြီးဆုံးသွားခဲ့တယ်။အဲဒီနောက်မှာတော့ပရိယာကိုယ်တိုင်က အမှန်တရားအလုံးကိုလူတိုင်းကိုထုတ်ပေါ်ပြောပြခဲ့ပါတယ်။မမေတမိအရန်စီမှသွားတယ်။အမအရန်ကောင်းတဲ့သူပါ။အခုထိဖြစ်ခဲ့တာတွေအတွက်တမိတောင်းပန်နေ။ ။တမိအမအပေါ်ကိုအများကြီးမကောင်းချန်ခဲ့တယ်။ရပါတယ်ပရိယာ။နင်းရဲ့အမအကို အခုနားလည်သွားတာပဲ။အဲ့ဒါကငါ့အတွက်လုံလောက်ပါတယ်။ဒါပေမဲ့အမြဲတမ်းမှတ်ထားနော်။တမိတယောက်တမိချွေးမတယောက်အတွက်သူ့ရဲ့မိဘအိမ်နဲ့ရောက်ခမအိမ်ကဖះကြောင်းနေလို့ပဲ။လူတိုင်းကပြီးပြည့်စုံတယ်လို့ငါမပြောပါဘူး။လူတိုင်းမှာအပြည့်နာအစာတချို့ရှိကြတယ်။ငါမှလည်းတချို့ရှိနိုင်တာပဲလေ။ ဒါပေမဲ့ငါးဘက်ကနေလိုအပ်ချက်တွေမရှိအောင်လို့အမြဲတမ်းစူးစမ်းနေတယ်။အတူတူပဲနင်းကလည်းနင်းရဲ့ရောက်ခမနေရမှာနင်းဘက်ကနေလိုအပ်ချက်တွေမရှိအောင်လို့စူးစမ်းနေတယ်။တန်နာကငါကိုအချစ်ဆိုတာမျှဝေခြင်းအပြင်တိုးပွားတတ်တယ်ဆိုတဲ့တခုတည်းသောအရာကိုရှင်းပြခဲ့တယ်။သမီးနင်းရဲ့မကလုံးဝကိုမှန်ကန်အောင်ရှင်းပြခဲ့တာပါ။ပြီးတော့သမီးကအောင်းအောင်းဆရာကောင်းတဲ့သမီးချွေးမတယောက်ပါ။ပြရား နေခဲဟိုကငါ့ကိုအလွန်ကောင်းမွန်တဲ့သင်္ကန်းစာတစ်ခု ပေးခဲ့တယ်။သမီးနေနဲ့မင်းရဲ့ရောက်ခမအိမ်ကိုအမြဲတမ်းဖျားကြောင်းလို့သဘောချပါ။ဘာလို့လဲဆိုတော့အဲ့လိုလုပ်ရင်မင်းနေနဲ့လည်းအချစ်ကိုမျှဝေတဲ့အခါအချစ်ကိုပြင်ရလိမ့်မယ်။ငါလည်းငါ့ရဲ့လိုအပ်ချက်တွေကိုကြော်လွှားဖို့အတွက်ကြိုးစားပါမယ်။ပြီးတော့ငါတို့အလုံးကိုရဲ့ပြည်နာစာတွေကိုရှာဖွေတဲ့လူငါယုံကြည်တယ်။အဲ့လိုမှပဲငါတို့ရဲ့ဆက်ဆံရေးကပုံမခိုင်မာလာမှာ။ ပရိယာကသူ့ရဲ့အမအကိုနားလဲသွားသလိုလူရိုင်းရဲ့မျက်နှာတွေဝမ်းနည်းမှုတွေနဲ့မကောင်းမှုတွေကပပျောက်ပြီးတော့မှဝမ်းသာမှုတွေနဲ့ပဲပြန်လဲလင်းလက်လာခဲ့တယ်။တန်နာရဲ့ကြိုးပမ်းမှုတွေအားချင်းခဲ့ပြီးတော့သူမရဲ့အဆင့်နဲ့ရောက်ခမအိမ်မှာကိုးနေရာကိုထူစင်နိုင်ခဲ့ပါတယ်။သူမကသူ့ရဲ့ခဲအိုဖြစ်တဲ့ပရိယာကိုလည်းအဲ့ဒီသင်္ကန်းစာကိုပဲတင်ပေးနိုင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်